အားလုံးပဲမင်္ဂလာပါရှင်အက္ခဆော့ official youtube channel ကနေပရိသတ်တွေအားလုံးကိုပြန်လည်ပြရချင်ဆိုပါရနော်ကျွန်တော်တို့ရဲ့ channel ကနေနေ့စဉ်နေ့တိုင်းမှာဆိုရင်တော့ပရိသတ်တွေအတွက်စိတ်ဝင်စားဖို့ကောင်းတဲ့အခန်းဆက်ဇလန်တွဲတွေကိုထုတ်လင်းလို့တင်ဆက်ပေးနေရပါဖြစ်ပါတယ်ဒီကနေ့မှာဆိုရင်လည်းကျွန်တော်တို့ရဲ့ဆရာအက္ခဆော့ရေးသားထားတဲ့အဝိဇ္ဇာတော်တော်နှင့်ပညာရှိဦးချမ်းသာစာစဉ်95ကိုထုတ်လင်းပေးမှာဖြစ်ပါတယ် ဒီဇာတ်လမ်းကြောင်းရည်နောက်စိတ်ကမှာတော့ကျမတို့ရဲ့ channel လေးကို like subscribe လေးလောက်တော့ပြပြီးတော့ဗီဒီယိုအစ်စ်တွေတင်လိုက်သိရှိနိုင်စေဖို့ဘေးနားမြရတဲ့ notify bell ကိုလည်းတစ်ချက်လောက်ဖွင့်ပြီးအားပေးခဲ့ဖို့အရင်ဦးဆုံးတောင်းဆိုချင်ပါတယ်။ Okay အားလုံးကိုကျေးဇူးတင်ပါတယ်။ကယ်တာရီအားလုံးလောက်ပြီးသွားပြီဆိုရင်တော့အဝိဇ္ဇာဒေါတောင်းနှင့်ပညာရှိဦးချမ်းသာစာစဉ်55ကိုခုပဲနောက်ဆက်ကြည့်အောင်ပါရှင်။ဦးချမ်းသာဟောင်းမိသားတို့တဲအတွင်းကိုခေါ်ဆောင်သွားပါသည်။တဲထဲမှာမိသားတို့နဲ့အတူတူပဲထိုင်နေခြင်း ကဲမင်းတို့ကြည့်ရတာမေးစရာတွေအများကြီးရှိရပုံပဲဟုတ်ပါတယ်ဆရာကြီးပထမဆုံးမေးချင်တာကဦးကြီးစိတ်တလုံးအကြောင်းပါသူ့ကိုတစ်ချက်ကြည့်ရှုပေးပါဦးချမ်းသာကိုစိတ်တလုံးအနားကိုခေါ်ပြီးတော့သွေးကြောလေကြောတွေကိုစမ်းသပ်စစ်စစ်လေးပြီးတော့စိတ်တလုံးရဲ့နှစ်ထင်းကိုကိုင်းလို့ပုတ်တက်ပြီးတော့စမ်းသပ်တယ်သူကလူကြီးဆိုပေမဲ့ကလေးစိတ်ကလေးဖြစ်နေသေးရပဲတနည်းပြောရရင်မရင့်ကျက်သေးဘူးလို့ဆိုရမယ်မိသားနဲ့ဆရာကိုင်ဟောင်း တယောက်မျက်နှာတယောက်ကြည့်လိုက်တယ်။တကယ်တော့ဦးကြီးစိတ်တလုံးကတည်သွားခဲ့တာပါဆရာကြီး။ဦးချမ်းသာကမိသားရဲ့စကားတွေကိုနားထောင်နေ။ဦးကြီးစိတ်တလုံးကမော်မျက်ရှင်ကျင့်စဉ်ကိုကြည့်ရင်ကျေးဇယ်ဖောက်ပြန်လို့မျက်စိတစ်ဖက်အမြင်ဆုံးသွားတဲ့လူပါ။ဦးချမ်းသာစိတ်တလုံးကိုကြည့်လိုက်တယ်။အခုကြတော့မျက်စိနှစ်ဖက်စလုံးအကောင်နိုင်ဖြစ်နေပါလား။ဟုတ်ပါရဲ့။ဦးကြီးစိတ်တလုံးရဲ့မူလတက်ခန့်ကအဖြတ်ဆွတ်အားပါ မော်မြတ်ရှင်ကျင့်စဉ်ဖောက်ပြန်သွားတဲ့အခါမှာသူ့စီမထူးခြားတဲ့စွမ်းအားအသက်တွေရရှိသွားပါလိမ့်။အဲ့ဒါကတော့ဒေါသပြဲထန်လေးလေးတစ်ခုလုံးနီးရဲလောင်လေးလေးဖြစ်ပြီးတော့နောက်ဆုံးတစ်ခုလုံးပေါက်ကွယ်ပြီးတည်သွားစေနိုင်တဲ့အစွမ်းမှာဦးချမ်းသာမိုးစိတ်မွှေးတွေကိုလက်နဲ့တတ်လို့စဉ်းစားတွေ့တော်တယ်။မော်မြတ်ရှင် အစွမ်းဟာတိတ်မပြင်းထန်ပေမဲ့သူ့ရဲ့နဂိုမူလအဖြတ်စွမ်းအင်ကြောင့်အစွမ်းတစ်မျိုးအသက်ဖြစ်ပေါ်လာတာဖြစ်မိ။မူလစွမ်းအင်နေတဲ့မှာ ။စောရင်အကြီးမဆုံးကအဖြက်ဆွဲအင်းမေ။အဖြက်ဆွဲရင်ကိုပိုင်ဆိုင်ထားတဲ့လူဟာနှစ်ဖက်သွားဓာတ်တစ်ချောင်းနဲ့တူတယ်။အသွားနှစ်ဖက်ရှိရဲ့ဓာတ်ဟာရန်သူကိုအန္တရာယ်ပြုစေနိုင်တယ်လို့အခက်မသိငယ်လေကိုကိုကိုပြန်ပြီးတော့ထိခိုက်နိုင်စေတယ်မဟုတ်လား။မင်းပြောတဲ့အတိုင်းဆိုစိတ်တလုံးဟာ မော်မြတ်ရှင်ကျင့်စဉ်ကနေလမ်းလွဲပြီးတော့ပြင်းထန်တဲ့စောရင်တစ်ခုအသက်ဖန်နှင်းရရှိခဲ့တာဖြစ်နိုင်တယ်။အဖြက်စွမ်းကတော်တော်ကြီးမားတာပဲနော်။ကောင်းတဲ့နေရာမှာတုံးရင်လည်း ကောင်းတယ်လို့စိုးတဲ့နေရာရောက်သွားရင်လေတတော်ကိုစိုးရသွားနိုင်တဲ့ခိုင်ကျုပ်လူနှစ်ယောက်ကပညာရတစ်ခုကို အတူတူကျင်းကြလေးဆိုကြစို့ဒါပေမဲ့အဖြတ်စောရင်မူလာဓာတ်ခတ်ရှိရသူဟာတခြားသူထက်အဲ့ဒီပညာကိုပုံမအသုံးချနိုင်ပြီးပုံမဖြတ်စည်းစေနိုင်တဲ့သဘောပဲကျမမရှင်းတာကအဝေးဆက်တော်လုံးကကိုကိုကိုဖြတ်စည်းပြီးတော့မှဘာဖြစ်လို့ခုလိုပြတ်ဖြစ်နေရလဲငါလည်းအဖြတ်စည်းစွန်းရင်ပိုက်ဆိုင်ထားတဲ့လူမဟုတ်လို့ တိတိကျကျတော့မပြောတတ်ပေမယ့်မိုးလားဘုရားတကြံအရာဆိုရင်တော့အဖြက်စီစွမ်းရင်ကိုမွေးရမှာပိုက်ဆိုင်ထားတဲ့လူဟာအဖြက်စီစွမ်းအားကြောင့်တေသွားရထောင်းဆံမရှိဘူးကိမီးဟိုနိုင်နဲ့မီးလျံငှက်ဟာမီးပုံထဲမှာအတိုက်ဆောက်ပြီးနေပေမယ့်သူ့ကိုမီးလောက်ပြီးမတည်နိုင်တဲ့သဘောပေါ့အဲ့ဒီမီးလျံငှက်ဟာသူ့တေဆုံးတော့မယ်ဆိုတာကိုသိရင်အလျံငင်းကြီးတောက်လောက်နေတဲ့မီးချော်ရည်တွေကိုငုံရှုသွားတတ်တယ်အဲ့ဒီလိုငုံရှုလိုက်တဲ့အခါ သူကမသိပဲပြန်လဲနှုတ်ထပြီအသက်ပြန်လဲနှုတ်ပြူတတ်ဆန်းသွားတယ်တဲ့။ဒါဆိုဆရာကြီးဆိုလိုခြင်းတဲ့သဘောကဦးကြီးစိတ်တလုံးကသူ့ကိုယ်သူဖြက်စီးဖောက်ခွဲလိုက်ပြီမေ။တေဆုံးသွားတာမဟုတ်ဘဲပြန်ပြီးရှင်းတဲ့နှုတ်ထလာတဲ့သဘောပေါ့နော်။အများကြီးဖြစ်နိုင်ပါတယ်ခိုင်းချုပ်။စိတ်တလုံးကဖောက်ခွဲလိုက်ပြီမေ။သူ့တကူလို့ပောက်ကွဲပြက်စီးသွားတာမျိုးမဟုတ်ဘဲပောက်ကွဲတဲ့အရှိန်နဲ့လွတ်ထွက်သွားတာဖြစ်နိုင်တယ်။သူကအရှိန်နဲ့လွတ်ထွက်လာပြီးတော့ ဒီအနီးနားပါကိုပြုတ်ကျလာတာဖြစ်မိပြန်လဲရှင်းတဲ့နိုးထလာတာဖြစ်လို့သူ့ရဲ့ကိုယ်ခန္ဓာဟာအရင်အတိုင်းဖြစ်ပေမယ့်စိတ်ခြေနေကတော့ကလေးတယောက်လိုပဲရှိနေသေးရဖြစ်မိသူကကျမကိုမြင်မြင်ချင်းတော့မှတ်မှတ်မိသေးဘူးဒါပေမဲ့သူ့ခေါင်းထဲမှာမိခါဆိုတဲ့ကျမရဲ့ငငယ်တုန်းကနမေတို့တော့စွဲနေတယ်သူ့မှတ်ညံနေဟာလုံးဝပြောက်ွက်သွားတာမဟုတ်တော့ဘူးဒါပေမဲ့သူ့ရဲ့စိတ်အခြေအနေကတဖြည်းဖြည်းနဲ့တော့စင်ကဲပြီးတော့တိုးတက်လာနေတယ် ကလေးတယောက်လိုဘဝကိုစတင်ရတာမဟုတ်တဲ့အတွက် သူမှတ်ညံနေဟာမကြခင်မှာတဖြည်းဖြည်းမှတ်မိလာပြီးတော့သုံးလေးရက်နေရင်မူလမှတ်ညံတွေကိုပြန်လည်ရရှိလာနိုင်မယ်လို့ထင်ပါတယ်။ဦးချမ်းသာအခန်းတွင်းကိုဝင်သွားပြီးခဏကြားတဲ့အခါမှာဝါကြီတောက်လေးတစ်ခုကိုကင်ပြီးတော့ပြတ်ထွက်တယ်။ဝါကြီတောက်လေးကိုဖွင့်တဲ့အခါမှာအတွင်းကအနေအောင်စေးမောင်းတွေကိုတွေ့ရတယ်။အဲ့ဒီစေးမောင်းကလေးများကိုအကျမ်းမကန်လုံးတစ်ခုအတွင်းမှာထည့်လို့ရင်းနှဲဖြော်ကစိတ်တလုံးကိုတိုက်ကြွေးတယ်။ စိတ်တလုံးကချက်ချင်းမတော့ဖေးခွက်ကိုနှမ်းကြည့်ရင်ဒါဘာစင်းမုံနေများလဲစေအောင်စီသူရမှတ်ညံနေကတဖြည်းဖြည်းပောက်ပွားနေအောင်ဖြစ်လို့မတိမငိတုံနဲ့တုံလှုံနေမှာတော့အမှန်မေးဒီစေးကနှလုံးနဲ့တဲကြီးကိုငြိမ်သက်စေတဲ့စေးဖြစ်လို့ဒီစေးတောက်ပြီးရင်သူ့ရဲ့စိတ်တွေတည်ငြိမ်ပြီးအနာရှာသွားမှာပါမိသားကစေးတလုံးကိုစေးတောက်ဖို့ပြောဆိုလိုက်မှသာစေးတလုံးကစေးကိုမောတောက်တယ်စေးတောက်ပြီးမကြခင်အချိန်မှပဲ စိတ်နှလုံးကငြိမ့်ချသွားလို့အိမ်နေရန်ကိုမှုပြီးအိပ်ပျော်သွားတယ်။ဆရာကြီးပြောတော့ငြိမ့်သက်သွားစေမယ်ဆို။အိပ်ပျော်သွားတော့အနာရသွားတာပဲပေါ့။ဦးချမ်းသာရင်းနှီးတစ်ခါကိုတောက်လိုက်တယ်။နောက်မေကုန်းကဘာများပါလဲ။မိသားကလက်သက်ကျဲမှဝစ်ဆက်နေလက်စုပ်ကလေးကိုချုပ်ပြီးဦးချမ်းသာကိုပြလိုက်တယ်။ထိုလက်စုပ်ကလေးဟာမောင်ရဒေဝီထန်ကရရှိလာတဲ့မှော်လက်စုပ်လေးပါ။ဦးချမ်းသာလက်စုပ်ကလေးကိုတည်တည်ချာချာကြည့်ရင်ဒီဟာက ေါ်လက်စွပ်လေးတစ်ခုပါလားအမှန်တိုင်းပြောရရင်ဒီလက်စွပ်ကလေးကိုမေရစရာမျိုးဟောင်းကမောရဒေဝီစီအားနေရခဲ့တာပါဒီလက်စွပ်လေးကဘလို့လက်စွပ်ကလေးလဲဘလို့စွမ်းတယ်လဲဆိုတော့ကိုဆရာကြီးသိပါသလားဆရာဦးချမ်းသာကလက်စွပ်ကလေးကိုတေချာစေလိုက်တယ်ဒီလက်စွပ်ကဒစိတုံးတစ်ခုဖြစ်ရမယ်ခိုင်းချုပ်ခဏဆောင်ပါဦးချမ်းသာကအိမ်ရတွင်းကိုဝင်သွားပြီးကြောက်ပြန်တစ်ခုနဲ့မှင်နှောင်းတစ်ခုကိုယူဆောင်နေရှေးရမှင်းစားရဲသူတွေဟာ ဲ့ဒီလိုမှင်နှောင်းတွေကိုစောင့်ထားတယ်။မှင်သွေးတဲ့ကြောက်ပြမှာမှင်အနက်တွေကိုသွေးပြီးတော့လက်စုပ်ကိုမှင်မှာအသာတို့ထိကစောင်ရက်အဖြူတစ်ခုပေါ်မှာရိုက်နှက်လိုက်ပါလိ။ဦးချမ်းသာကလက်စုပ်ကတစိမ့်တော်ကိုတေးချကြည့်လိုက်တယ်။ဒီစာကတရပီလို့ခေါ်ရိရှေးအောင်စာရင်းလေးတစ်ခုနဲ့တူတယ်။ဒီစာအရေးသားကလုံငဲတဲ့နှစ်ပေါင်း900ကျော်လောက်တည်းကပျောက်ကွယ်သွားခဲ့ပြီ။ဒီစာကိုဆရာကြီးတိဗယ်ဖော်နိုင်ပါသလား။တရပီစာကို ကျောအသက်၁၇နှစ်တုန်းကလေးလာခဲ့တယ်။ဒါပေမဲ့ဒီစာအုပ်ကြီးရတာအထိဗယ်မပြည့်စုံမှုဖြစ်နေတယ်။ဦးချမ်းသာတစိမ့်တော်ကိုမင်းနဲ့ထပ်မံတို့ပြီးအနှင်းငယ်လှဲ့လို့ခန့်နှိပ်ပြန်နေ။တပန်နောက်တစ်ကြိမ်မင်းတို့ပြီးအနှင်းငယ်လှဲ့လေလို့ထပ်မံခတ်ပြီးနှိမ့်နှံနေ။တောင်းညခန့်နှိပ်ရမှာအနေထားကကွဲလွဲနေရမှုပုံသဏ္ဍာန်သုံးမျိုးထွက်နေတယ်။ဦးချမ်းသာကအဲ့ဒီတစိမ့်တော်တွေကိုတေချာကျွတ်ရှိရင်တစိမ့်တော်တစ်ခုရဲ့နှစ်ဘေးမှာ ဆက်လုံးသုံးလုံးစီ ရေးသားထားတာကိုတွေ့ရပါတယ်။ပထမဆုံးဒဇိတော်ရဲ့နှစ်ပေးမှာဥမဥမိဆိုတဲ့ဇကားကို၎င်းဒုတိယဒဇိတော်ရဲ့နှစ်ပေးမှာဥမိဆိုတဲ့ဆက်လုံးကို၎င်းတတိယဒဇိတော်ရဲ့နှစ်ပေးမှာမဥမိဆိုတဲ့စာသားကို၎င်းရေးသားလိုက်တယ်။ကြုတ်သိပြီ။ဒါတွေကဘာတွေရေးထားတယ်ဆိုတာကိုကြုံနားလေပြီ။မိသားကထိုးစားတွေကိုဖတ်ကြည့်လို့ဥမဥမိဥမမဥမ ဆိုတော့ဘာလဲဆရာကြီးမန္နာဝိဇ္ဇာတွေအတော်ပြူတွေရှင်းမန္နာတခုပဲဥမဥမိအစကြီးရဲ့မန္နာကအဖိုမန္နာလို့ခေါ်တယ်ဥမိဆိုတဲ့စက်လုံးနဲ့စတယ်မန္နာကတော့အမမန္နာမင်းမဥမိဆိုတာကနှစ်ပုံးလို့ခေါ်တယ်အဖိုမဟုတ်အမမဟုတ်တဲ့မန္နာမင်းဒီမန္နာသုံးမျိုး ਨੇ ဝိဇ္ဇာဖြစ်တဲ့လူဟာစကြဝဠာစွမ်းအားရှင်ဖြစ်တယ်စကြဝဠာတစ်ခုနဲ့တစ်ခုကုသံသွားလာနိုင်တယ် စက်ကြဝဠာအတွင်းမှာရှိခဲ့နေတဲ့ကြောင့်ပြမအားလုံးနဲ့ဆက်သွယ်ပြောကြားနိုင်တယ်။ဒီလက်စုပ်ကစတာဟာဒီမန္တန်၃မြို့ရဲ့အစစလုံးကိုရှုပြီးစီရင်ထားတာဖြစ်တယ်။ဒီနေရာမှာစာရှင်မဆိုးတာနဲ့မန္တန်တွေကိုအသေးစိတ်တော့မပြောပြတော့ဘူး။အဖိုးမန္တန်ကဝင်းစီသဘောကိုစောင့်နေ။အမမန္တန်ကထွက်စီသဘောကိုစောင့်နေ။နတ်ဘုံမန္တန်ကပွားများလှက်ပတ်ခြင်းသဘောကိုစောင့်နေ။ဒီတော့ဒီလက်စုပ်ဟာ မန္နာဝိဇာရီစီရင်ခဲ့တဲ့မော်ဝိဇာလက်စွပ်ဖြတ်တဲ့အဝင်းအထွက်နဲ့နှစ်ပုံးကိုအခြေခံထားတယ်ဆိုတော့ကျောက်ဝထင်းမော်ပညာရက်တွေကို ကိုကိုရဲကို ဝင်စီတာ ကိုကိုရဲမှာစီစဉ်စီတာနဲ့ကိုကိုရဲရနေထွက်ဖို့အတွက်ကိုအတော့ပြုတ်နိုင်နေမိသားကကောင်းနေတယ်ဆရာကြီးပြောတာမှန်ပါတယ်ဒီမော်လက်စွပ်ကတခြားသူတွေရဲ့မော်ပညာတွေကိုစုပ်ယူနိုင်ပါတယ်ပြီးတော့အဲ့ဒီမော်ပညာကိုတက်မြောက်စေပါတယ်အဲ့ဒီမော်ပညာကို ပြန်လည်အသုံးချလို့ရစေပါတယ်။ဒါပေမဲ့အဲ့ဒီလိုတက်မြောက်တာဟာအပေးတိုင်းတက်မြောက်တာမဟုတ်ဘဲတခဏပဲအသုံးပြုလို့ရစေပါတယ်။ဦးချမ်းသာနားထောင်လို့ခေါင်းတဆက်ဆက်ညှိနေ။အဲ့ဒီလိုအသုံးပြုလိုက်ရင်ရောဂိုင်းချုပ်ကအဲ့ဒီပညာတက်မြောက်ထားတဲ့သူထက်ပုံမထူးခြားမနေဘူးလား။မိသားကပြန်လည်ဆက်စားလို့ခေါင်းညှိနေ။ဘရင်းကြီးဂိုင်းကအန်ထော်နီရိုနဲ့တိုက်ခိုက်တဲ့အချိန်တုန်းကအန်ထော်နီရိုအသုံးပြုတဲ့မော်ပညာထက်ပုံမအစွမ်းထက်တဲ့ မော့အစွမ်းတွေကိုအသုံးပြုနိုင်နေ။မောင်ဆိုင်နဲ့တိုက်ခိုက်စဉ်ကလည်းမောင်ဆိုင်တိုင်းကပညာတွေကိုစုပ်ယူမိပြီးမောင်ဆိုင်လက်နက်များထက်အစပေါင်းများစွာတာလောနဲ့စက်ကြောင်လက်နက်ကိုဖန်ပြီးတိုက်ခိုက်နိုင်ခဲ့တယ်။လောလောလတ်လတ်အဖြစ်ပြက်ဟာကိုကန်းရှင်နဲ့တိုက်ခိုက်ရင်ကိုကန်းရှင်ထံကစုပ်ယူလိုက်တဲ့ပညာရက်များနဲ့ကိုကန်းရှင်ကိုတိုက်ခိုက်တဲ့အခါပညာရက်တွေကိုစနေနေ့ကြတင်ကြားထားခဲ့တယ်။ကိုကန်းရှင်မင်းအရှုံးနဲ့ရင်ဆိုင်သွားရတယ် အဲ့ဒါဘာကြောင့်လဲဆရာကြီးဘာဖြစ်လို့လဲဆိုတော့ဂိုင်းကျောက်ကအဖြတ်ဆွမ်းရင်မူလာတက်ခံရှိခဲ့သူမှုပဲဟုတ်လားမယ်ဆရာကြီးတခါတော့ကဆရာတော်ကပညာသင်ကြဖို့စေစေပေးရခါအဖြတ်ဆွမ်းရင်မူလာတက်ရှိရဲ့လို့ပြောခဲ့ဘူးလေဒါကြောင့်ဘသူစီကပညာကိုထုတ်ထုတ်တော့ဂိုင်းကျောက်ကသူတို့ရဲ့ပညာထက် ပိုသားနေရပဲကျမနားလဲပါပြီဆရာကြီးဦးချမ်းသာဟာမိသားကိုလက်စွပ်ကလေးပြတ်ပေးလိုက်တယ် မောင်ရဒေဝီအစွမ်းထက်တယ်ဆိုတော့ဒီလက်ဆော့ကြောင့်မင်းဒါပေမဲ့ဂိုင်းကျောက်ကအဖြက်စွမ်းရင်မူလာတဲ့ရှိရတူမို့မောရဒေဝီထက်နှစ်ဆလောက်ပို့ပြီးစွမ်းနိုင်ပါရင်ကျေးဇူးတက်ပါတယ်ဆရာကြီးဒါနဲ့ဂိုင်းရဲ့ရှေ့ရဲကိုဆရာကြီးဘလို့မြင်ပါတယ်ဘာမှမပူပါနဲ့ခုနဆရာကိုင်းကပြောတယ်ဝါပြန်ခုနကဂုံးကလေးမှဂိုင်းကိုဂိုင်းကခေါင်းဆောင်နဲ့တွေ့ဆုံချမယ်ဆိုဟုတ်ပါရဲ့ဆရာကြီး ကျတို့အဲ့ဒီရက်ကိုအရင်စောင့်လိုက်ကြမယ်။ပြီးမှတစ်မျိုးဆက်ပြီးစီစဉ်တာပေါ့။ညရောက်တဲ့အခါမိသားတို့ကစကားဆက်ပြီးပြောဆိုဖြစ်ကြတယ်။ကောင်းငယ်ပြမှာကျယ်ရီစုံလင်စွားနဲ့တောက်ပါရီ။ဆယ်လလုံးကရခိုင်ကားထက်ဆိုင်ရင်ပုံမတည်ငိမ့်လာတာတွေ့ရတယ်။သူ့ရဲ့အုံနောက်ကမှတ်ညံနေတဖြည်းဖြည်းရင်းချမ်းလာခဲ့တယ်။ဝိဇာလောကမော်လောကဆိုတာကိုဆရာကြီးဘလို့နားလည်ထားလဲ။ခိုင်းကြောက်ရောဘလို့သဘောပေါက်ထားလဲ။ဘသူမှ တဲတဲချာချာရှင်းပြမထားတော့တိတ်တော်နားမလည်ဘူးတကယ်တော့ဝိဇာလောကမှော်လောကဆိုတာတခုတည်းပဲအထက်လန်းလို့ခေါ်တဲ့ဂန္ဓာဤလန်းကိုလိလလိုက်စားနေတဲ့လူတွေကြတော့ဝိဇာလောကလို့ခေါ်ကြသလိုအောင်လန်းလို့ခေါ်တဲ့ပညာလန်းကနေလိုက်စားကြတဲ့လူတွေကတော့မှော်လောကလို့ခေါ်တယ်အထက်သမားတွေကဝိဇာလောကကိုရောက်သွားတဲ့လူကိုဝိဇာလို့ခေါ်ပြီးအောင်လန်းကလူတွေကတော့ မော်လောကားလို့ခေါ်တယ်။ဆရာကိုင်းကကောက်ကောက်တယ်။ဒါဆိုဒါတွေအားလုံးကအတူတူပဲပေါ့။ပြင်းညက်တွေကွဲပြားပြီမေ။တကယ်ပရမတ်ကတခုတည်းပဲ။ဂိုင်းကျောက်တို့နားလည်အောင်ပြောရရင်တော့ရေကိုဗမာတွေကရေးလို့ခေါ်ပြီမေ။ကလားတွေကပါနီးလို့ခေါ်တယ်မဟုတ်လား။တရုတ်တွေကတော့ဆွေးလို့ခေါ်တယ်။တကယ်တော့အခေါ်ဝေါ်တွေကဘလို့ကွဲကွဲအားလုံးကတော့ရေးကိုပြောတာပဲမဟုတ်ဘူးလား။ကျောက်တို့ရှမ်းနေကတော့ ရေကိုနတ်မလို့ခေါ်ရင်ဆရာကိုင်းကဇားပြောက်ဝင်ပြောရင်ဝိဇာလောက မော်လောကဆိုတာဘုံတစ်ခုပဲဝိဇာရီကြီးတည်တတ်နေရဲ့ဘုံပဲနတ်ဘုံนี่လို့ဘုံတစ်ခုပေါ့အဲ့ဒီမှာဝိဇာရီအလုံးကကိုပိုင်မြို့တွေရွာတွေတဲပြီးတော့နေကြတယ်တပန်းလက်တာအချွေရံနေမွေးမြူထားကြတယ်ဝိဇာရင်းမှလည်းဝိဇာငယ်ဝိဇာကြီးဝိဇာတို့ကြီးတွေဆိုပြီးအဆင်ဆင်ရှိရင်ငါတို့မော်စကားနဲ့ပြောရရင် မော်ရှင်မော်ဝိဇာ မော်ဝင်လူသားကြီးတွေပေါ့ဝိဇာကြီးတွေကလူပေါ်မှာနေထိုင်ပြီးဝိဇာဖြစ်အောင်ကြည်ကြံနေရလူတွေကိုနေရမျိုးမျိုးနဲ့ကုညီပြီးတော့ဝိဇာဖြစ်အောင်ကုညီပေးကြတယ်ဒီဝိဇာတွေကထွက်ရပေါ့အောင်မြင်သွားတဲ့အခါမှာဝိဇာကြီးတွေရဲ့တပည့်လက်သားတွေဖြစ်သွားကြတာပေါ့ဝိဇာတွေကနှက်တွေလုံးဝဲဆိုတော့သူတို့ရဲ့တကောအစွမ်းတွေကလည်းတော်တော်စွမ်းမှာပေါ့နော်စွမ်းတာပေါ့ဝိဇာအဖြစ်ရရှိသွားတဲ့သူဟာနမိတကိုရဲလို့ခေါ်နေတဲ့ ကိုခန္ဓာကိုရရှိရင်ပြောရရင်တော့နတ်တွေရတဲ့ကိုတဲ့လူမျိုးပေါ့မကောင်းတာဟုသမျှမရှိပေကောင်းခြင်းနေနဲ့တော့ပြည့်စုံနေရကိုတဲ့ပေဥပပတ္တိနန်းလို့ခေါ်ရင်နတ်ဖြေ6ဓမ္မဖြစ်တဲ့နတ်တွေရင်ကိုရောင်ကိုဝါလို့ဖြစ်တယ်ယောက်ျားဆိုရင်အသက်20အရွယ်တန်းဖြစ်ပြီးတော့မိန်းမဆိုရင်အသက်16နှစ်အရွယ်အဖြစ်ချက်ချင်းမွေးဖွားတယ်မွေးဖွားလာတဲ့ကတိတ်တိတ်ကြီးစေပါတိတ်တိတ်ငယ်အထောင်းအတောင်းနဲ့ပြည့်စုံပြီးပြီဖြစ်တယ်ဝိဇာရီနဲ့ နတ်တွေနဲ့ကိုရှင်မီပြောရတာဟာသူတို့နှစ်မျိုးကအလွန်တူညီကြတော့ဖြစ်တယ်။စားတော့တဲ့အစားအစာတွေဆိုရင်လေဝေကတိအာဟာရလို့ခေါ်တဲ့အစားအစာကို စားတော့ကြတယ်။လူတွေကတော့ပဂတိအာဟာရဆိုတာကိုစားရတာပေါ့။ဝေကတိအာဟာရကို လူတွေကနတ်တော့တာလို့ခေါ်ကြတာပေါ့။ကျမကြားဘူးတာကနတ်တွေမှာတတ်တန်းရှိရဲ့လို့ကြားတယ်။ဝိဇ္ဇာတွေမှာရောတတ်တန်းရှိသလား။ရှိရပေါ့။ဝေဒဝိဇ္ဇာဆိုတာ ဤယုရစုတမအတပနာလို့ခေါ်ရီဝိဒကျန်လေးကျန်းကို ပေါင်းမြောင်အောင်မြက်ပြီးတော့ဝိဇာဖြစ်သွားတဲ့လူပဲဒီဝိဒဝိဇာတွေကအန္တရာတက်ကက်တတ်တန်းရှိရင်ဆရာကိုင်းကခေါင်းကုတ်တယ်အဲ့ဒီအန္တရာတက်ကက်ဆိုတာကိုလေရှင်းမအောင်ဆရာကြီးကက်ဆိုတာအချိန်အပိုင်းခြားတစ်ခုကိုဆိုလိုတာပဲဖြစ်တယ်အန္တရာတက်ကက်ဆိုတာကတော့လူတွေရဲ့အသက်အသေးချေတန်းကနေ၁၀နှစ်အထိ ဆုပ်ယုပ်လာတဲ့စုပ်ကရေးဆယ်နှစ်တန်းကနေအသည့်ချီအနန္တတက်တန်းထိပြန်လဲရှေ့ကျလာတဲ့တက်ကရေးအဲ့ဒီကဏ္ဍကုကိုပေါင်းပြီးပြီးအန္နရတက်ကလို့ခေါ်တယ်။ဒါဆိုလူတွေရဲ့နှစ်နဲ့တွက်ကြည့်ရင်ဘယ်နှစ်နှစ်လောက်ကြာမှလဲ။မရင်မတွက်နိုင်အောင်ကြာတာပေါ့ဆရာကိုင်။ဒါဆိုဝိဇ္ဇာရဲ့တက်တန်းကမနှဲဘူးပဲဗျ။ဒါတော့ဝေဒဝိဇ္ဇာပဲရှိသေးရဲ့မန္နာဝိဇ္ဇာဆိုတာကအင်းအိုက်ကားတာ မန်နံမန်နံယာစေဝနခတ်တေကိုပိုင်နိုင်ပြီးဝိဇ္ဇာဖြစ်သွားပြီးလူတွေကိုပြောတာဖြစ်တယ်။မန္နာဝိဇ္ဇာရဲ့တတ်တန်ကအနန္တရာနှစ်ကက်ရှိတယ်။ကန္နာယီဝိဇ္ဇာဆိုတာသတ်တန်ပြတာစရတွေကိုနိုင်နေပြီးတော့ဝိဇ္ဇာဖြစ်လာတဲ့လူတွေပဲ။သူတို့ရဲ့တတ်တန်ကတောက်ကပဲရှိတယ်။ဒီဝိဇ္ဇာ၃မျိုးရဲ့တတ်တန်ကတော်လုံးနာကြောင့်နောက်ဖျားပွဲနာကိုမှတ်မိကြဘူး။ဒါဆိုဘယ်ဝိဇ္ဇာကမိနာလေးဆရာစီ။ အရိမတယဖိအားကအနရကပ်ပေါင်း20ကျားမှပွင့်မှဖြစ်တယ်။လောကီယဝိဇ္ဇာဆိုရိဝိဇ္ဇာတမျိုးရှိရင်သူတို့ကတော့ဘုံကြီးတွေရသေးတွေလည်းပါတယ်။လောကတရာလမ်းကိုလျှောက်ပြီးယဟန္တာအဖြစ်နိဗ္ဗာန်မဝင်နိုင်သေးတဲ့လောကီလမ်းကိုလိုက်ကြရင်ဝိဇ္ဇာဖြစ်သွားကြတဲ့လူတွေပဲ။ဒီလိုလောကီယဝိဇ္ဇာဆိုတာဟာတက်တန်းကကဘာတက်တန်းအထိရှည်တဲ့အတွက်ကြောင့်မလို့နောင်ဖယားကိုဝိဇ္ဇာဖော်ပါနဲ့ဖူးမြောက်ခွင့်တော်ရှာမယ်။ ဒါဆိုဝိဇာတွေတက်တန်းကောက်သွားရင်ဘာဖြစ်မှလည်းစရာကြီးဝိဇာတွေကတက်တန်းမကောက်မချင်းဘလောက်တက်ဖြက်ဖြက်တည်တယ်လို့လည်းမရှိဘူးဘွားကနေပြန်လဲမွေးဖွားတက်ကြတယ်တက်တန်းကောက်သွားပြီဆိုရင်တော့သူတို့လောက်ထားတဲ့ကုသိုလ်အာကုသိုလ်ရဲ့အကျိုးကိုခန်းစားကြရတယ်ဝိဇာတွေမှလည်းတကောအစင်နှန်းဆိုတာရှိသေးတယ်တက်တန်းပေါ်မှာမှုတည်ပြီးတော့ဝါစင်အနှိမ့်အမြင့်ဆိုတာရှိသေးတယ်ဒါပေမဲ့ဝိဇာတွေဘလောက်ဆွဆန်းဖျားပစ္စည်းကဗုဒ္ဓ ရဟန္တာတို့ရဲ့တကုံးနဲ့ရှင်လို့မရဘူးကမ်းချုပ်။ပြီးတော့ဝိဇ္ဇာကြီးတွေဟာတတန်းဖြစ်တယ်ဆိုတော့ရှိသေးရဲ့။တတန်းဖြစ်တယ်ဆိုတော့ဘယ်လိုဖြစ်တာလဲဆရာကြီး။ပုံမှန်ဝိဇ္ဇာတယောက်ဟာလူရောက်ခန္ဓာကိုယ်မရှိရတဲ့လူဘဝအရေးကိုထက်ထဲဝင်ဝင်ပါဝင်ဆွတ်ဖက်လို့လည်းမရဘူး။ဆွတ်ဖက်ခြင်းရင်လေတက်ရှိလူသားတွေကိုဓာတ်စီးတော့ပဲဖြစ်ဖြစ်လူသေးကောင်းတွေကိုဖောက်ဝင်တယ်လို့ပူကပ်ပြီးတော့ပဲဖြစ်ဖြစ်ဝင်ရောက်ဆွတ်ဖက်ရတယ်။ တတ်တမ်းဖြည့်တာကြတော့ဝိဇာကဝိဇာဘုံကနေစုတွေတက်ဆင်းပြီးလူပြင်မှာပြိတ္တတွေလာယူကြတယ်။လူအဖြစ်မွေးဖွားလာတဲ့အခါဝိဇာလမ်းကိုထပ်လိုက်ပြီးဝိဇာဖြစ်အောင်လှုပ်ကြတယ်။ဒီလိုနည်းနဲ့ဝိဇာဖြစ်သွားတဲ့အခါအရင်ဝိဇာဖြစ်တော့ကကြံခဲ့တဲ့တတ်တမ်းရင်နောက်ဝိဇာထပ်ဖြစ်တဲ့တတ်တမ်းရဲဆိုပြီးတတ်တမ်းနှစ်ဆောက်ပို့တိုးသွားတယ်။ဒီနည်းနဲ့ဝိဇာတွေကဝိဇာတတ်တမ်းကိုအကြိမ်ကြိမ်မှတိုးကြတယ်။ အန်ဩဘာနဲ့မှလာဆရာကြီးဟာတခုမေးချင်တာရှိရဲ့ဆရာကြီးဝိဇာတွေကဝိဇာလောကထဲမှာပဲတက်တန်းတို့လို့မရဘူးလားတကူကြီးတဲ့ဝိဇာဖြစ်ဖို့ဆိုရင်ကမ္မထမ်း52ပါးနဲ့ကတ်တိုင်း10ပါးနှုတ်တတိ10ပါးကို အောင်မြင်ကြရတယ်ဝိဇာဘုံမှာကရုပ်ခန္ဓာကြီးဇင်ရအုံမင်းရင်ညော်တာဝေဒနာယောဂတွေမရှိရတဲ့ကမ္မထမ်း28ပါးကိုပဲကြည်ကြံလို့ရှာတယ်ဒါကြောင့်မဖြစ်မနေလူပြို့ကိုဆင်းပြီး င်ချရတာပဲဒါကြောင့်လေဒုပညာလန်းကလိုက်တဲ့စူလကန္နာရီတမားရီမော်ဆီယာရီရဲ့ပန်းနိုင်ကဝိဇာဖြစ်ဖို့မော်လောကကြီးတဲ့ကိုရောက်နိုင်ဖို့ကြိုးစားနေကြတယ်မဟုတ်လားတကယ်တော့ဝိဇာလောကကြီးကကြည့်ပြောတယ်ဒုဗမာရီတွေမဟုတ်ဘူးအနောက်တိုင်းကတိုးဆောင်လူမျိုးတွေအရှေ့တိုင်းကတင်ယောက်လူမျိုးဂျပန်လူမျိုးတွေမှလည်းဝိဇာကြီးတွေဝိဇာအယူအဆတွေရှိကြတယ်ဒါပေမဲ့အခုတော့အဲ့ဒီနိုင်ငံတွေမှာ ရုပ်ဝါဒတွေတိုးတက်ကုန်ကြတဲ့အတွက်ဒီလိုဝါဒတွေကိုအယုံကြည်မရှိဘဲနဲ့ပြစ်ပယ်လိုက်ကြတယ်။စကားပြောနေရင်စိတ်တလုံးကအိပ်ပျော်နေပြီဖြစ်တယ်။ညင်လဲနေနေပြီ။ငါတို့လည်းအိပ်ကြတာပေါ့။ဟိုလေဆရာကြီးတခုပဲတိကျနာရှိပါတော့ဒီ။ဦးချမ်းသာခေါင်းညင်နေ။ကပ်ပါလင်းကားရကျန်းကဝိဇ္ဇာဖြစ်စေနိုင်တယ်ဆိုတော့တကယ်လား။တိကျတာပေါ့။ကပ်ပါလင်းကားရကျန်းကိုတိရှုဖတ်ရှုပြီးရလို့ဟာဝိဇ္ဇာတစ်ပါးအဖြစ် ချက်ချင်းဖြစ်စေတယ်လို့ဆိုတယ်။ဒုတပေါင်းမင်းကြီးဝိဇ္ဇာမဖြစ်ဘူးဆိုတာသူကကျန်းကိုဖက်ယုံမှဖက်ပြီးနှလုံးမသွင်းနိုင်ခဲ့လို့ပဲ။အောက်ဒရသီရိမထေကတော့အရဟတဖို့စိုက်တော့မှာမဟုတ်လို့လောကီအရေးကိုမရွေးချယ်ခဲ့တာပဲ။ရာဇသကြအမတ်ကြီးကတော့ဖိုးသကြံဆိုရင်ဝိဇ္ဇာကြီးဖြစ်သွားတယ်။နောက်ဒီကျန်းကိုတောင်းနှင်းစရတော့ခင်ကြီးဖြော့ကဖက်ရှုဖို့တယ်။ဒါပေမဲ့စရတော့ရသွားတယ်။ကပ်ပါလင်ငါရကျန်းကရာဇသကြအမတ်ကြီးနဲ့ ဆက်ရေးကြီးဦးတူခိုးကူးထားတဲ့ကြက်ဖြစ်လို့တစ်စိတစ်ပိုင်းမှရှားခဲ့တယ်။ဆရာတော်ခင်ကြီးဖျော်ကဒီကျန်းကို ကျန်းငါးဆောင်အဖြစ်ပွားပြီးရေးသားပြုစုတယ်။ရှားစားတဲ့ကျန်းအမှတ်ကြီးဖိုးတဲ့ကျန်းအဖြစ်ထွက်ရက်ပေါက်အပြီးမှာကွယ်ဖြောက်ခဲ့တဲ့မုံရင်ကျန်းကြီးရဲ့တဝက်ကတော့အခုချိန်ထိကွယ်ပြောင်းနေဆဲဖြစ်တယ်။ဆရာဦးချမ်းသာကပြောနေရင်ငိုင်မီးလာတဲ့အတွက်အိတ်ဆက်ဖို့အဲ့ရတွင်းကိုဝင်လာတယ်။မိသားတို့ကလည်းအတီးတီးပဲအိတ်ဆက်လိုက်ကြတယ်။ ဥမာရကခုံကုန်လက်သေးနဲ့ထုတ်လိုက်တယ်။ကြောက်လို့ဝမကျေနပ်ဘူးဥတုခရ။ဒေဝကိုင်းကိုကြောက်ရောင်ပြန်ယူမင်း။ဥတုကမှော့ဆွမ်းအင်းတွေကိုစူးစီကြက်ကြက်နှိယကအတော်ကလေးပြန်လေတတ်တာတယ်။ကြောက်တော့မှလူတစ်ထောင်ရှိတယ်။သူတို့ကိုသွားတိုက်ရင်သူတို့ခံနိုင်ပါမလား။မလိုပါဘူးခေါင်းဆောင်ကြီးဟာ။ဒေဝကိုင်းကိုပင်ပန်းခံပြီးတိုက်နေကြလေမလိုတော့ဘူး။ဂိုင်းကိုဂိုင်းလုံးကိုအုတ်ချုံနိုင်မင်းဇက်ကောင်းတစ်ခုကိုကြောက်တွေ့ထားပြီ။ ။ဥမာရရဲ့မျက်လုံးနဲ့အယောင်လက်သွားတယ်။ဘာနီးလဲများလဲဥတုခ။ဥတုခစာရွက်တရထုတ်ကဥမာရထံကိုလှမ်းပေးတယ်။ဥမာရက စာရွက်ကိုဖွဲ့ကြည့်တယ်။ဘာကြီးတော်ကမနှက်ပြခိုင်းအသေးသေးကခေါင်းဆောင်တွေကိုဝါးပြကုန်းမတွေ့ဖို့ချိန်ဆထားနေစပါလား။ဟုတ်တယ်။အဲ့ဒီပွဲကိုကြောက်တော့သွားရမယ်။ဒါပေမဲ့ဖိတ်တဲ့ထဲမှာကျောက်တော့ကမပါဘူးမဟုတ်လားကျောက်တော့ပွဲတက်ဖို့သွားမှာမဟုတ်ဘူးဗျပွဲဖြတ်ဖို့သွားမှာ ဘလို့ပွဲသွားဖြတ်မှာလဲခိုင်းကောင်းဆောင်နေစုရောက်နေရငားတွေတက်နေရတဲ့မှာစုရောက်နေရတယ်မတူဘူးလားဦးသူကစကားကိုကြားတဲ့အခါဥမာရကပြောလိုက်တယ်ဒါဆိုကျော်ရအဲ့ဒီငားတွေအကုန်လုံးကိုပိုက်ခွန်ကြီးကြီးနဲ့တခါတည်းအုပ်ထွက်လိုက်ရမှာပေါ့ဟုတ်တယ်မဟုတ်လားခေါင်းဆောင်ကြီးတော့တော်တော်တွေးတက်လာပြီဟုတ်တယ်ခေါင်းဆောင်နေစုနေရတဲ့အချိန်ကျုပ်တို့ကလူတထောင်နဲ့သူတို့ဝင်းရလိုက်ပြီ နေပါဦးဥဒုခရင်အခုဂိုင်းလောကမှာ တကိုင်းနဲ့တကိုင်းတိုက်ခိုက်နေကြတယ်မဟုတ်လားခေါင်းဆောင်နေရာအဲ့ဒီနေရာကိုတယောက်တည်းဘဲလာမှလည်းတက်တည်းနဲ့ခြီးပြီးလာကြမှာပေါ့ကျုပ်တို့သူတို့ကို နိုင်မမလားနိုင်ပါတယ်ခေါင်းဆောင်ကြီးခေါင်းဆောင်ကြီးသာကိုကိုင်းရှိဖြစ်မယ်ဆိုရင်နိုင်ပါတယ်ဦးမော်ရကမျက်လုံးနဲ့အရှောင်လှက်သွားတယ်ဘလို့ဥဒုခကျုပ်ကကိုကိုင်းရှိဖြစ်မယ်တဲ့လားမနှက်ဖြန်ညဟာ ချိုကြီးကိုလို့တဒန်းနဲ့ကြမိတ်ညပဲဒီညမှာကိုကန်းရဲ့ကျင့်စဉ်ကိုကျင့်လိုက်ရင် ကိုကန်းရဲ့အဖြစ်ဖြစ်သွားနိုင်တဲ့ခေါင်းဆောင်ကြီးခေါင်းဆောင်ကြီးကကိုကန်းရဲ့အဖြစ်ကျင့်ကြံပြီးဂိုင်းခေါင်းဆောင်နေနဲ့တိုက်ခိုက်ပါကျုပ်ကတော့ဟိုကလေးမောင်လက်စားချင်မယ်ကိုကန်းရဲ့ဖြစ်တော့မယ်ဆိုတာနဲ့အိုမာရာကအလွန်ပျော်ရွှင်နေအိုမာရာဟာလက်သီးလက်မောင်တန်းလို့အားရကျေနပ်စွာနဲ့ကိုကန်းရှင်ဖြစ်ရင်ငါဒီနယ်တလွားကိုအကောက်ပိုက်ဆိုင်ရတော့မယ် ငါ့ကိုပကုန်းနေမှာအခန့်ဝတ်နေလို့ရှိမှာမဟုတ်တော့ဘူး။ဘာကြီးတော့လေငါ့ကိုရှင်နိုင်မှာလည်းမဟုတ်တလို့ဘလို့ဂိုင်းစရာမျိုးကမှငါ့ပြညာကိုကြော်လွှားနိုင်မှာမဟုတ်တော့ဘူး။ဥမာရကကျင်းနဲ့အားရဆော့နေရှင်းမောင်းလိုက်ပါလေ။တရကဥတုခထိုနေရာမှာထထွက်တဲ့ကောင်းကျင့်ဆင်းလဲဆော့နေပြုံးလိုက်တဲ့ဥတုခရဲ့အပြုံးကိုဥမာရတရာမမြင်တွေ့လိုက်ရဘူး။ဟုတ်ကဲ့ပါ။ကျမတို့ channel ကထုံးလေးတက်ဆက်ပေးခဲ့တဲ့အဝိဇ္ဇာတော်တော်နဲ့ ညာရှိဦးချမ်းသာစာစဉ်55ကိုတော့ဒီလောက်နဲ့ပဲရန်နာခွင့်ပြုပါ။နောက်ဗီဒီယိုလေးမှာဆိုရင်တော့ဥမာရာတို့ကြံစီထားတဲ့အတိုင်းဖြစ်လာမလားဆိုတာကိုတော့ဆက်လက်စောင့်မျှော်ပြီးတော့အပင်နာဆင်နိုင်ပါတယ်။အပင်နာဆင်သူပရိသတ်တယောက်ချင်းစီတိုင်းကိုကျမတို့ချန်နယ်ကနေကျေးဇူးတင်ပါတယ်ရှင်။